မရှိပါဘူးနည်းနည်းကတော့တဲလေးစကြိုက်တာပြောဟိုကြည်နူးနေရတာပဲလေမေဆိုတော့ဟလာဖမီလေးကမမေပဲမမေပဲစကောပူပေပဲစကောပူပွားပဲစကောပေါ့အဲသူဘာမှမခေါ်ရောအဆင်ပြေနေပြောမခေါ်လဲအဆင်ပြေတယ်ကွာလောလောဆယ်အဂူဆိုပြီးခေါ်နေရပဲအဂူအဂူလေအဂူဆိုပြီးခေါ်ကိုယ်တို့ကြောင်းရအခုအခုပဲပြီးသေးရမပြထားရမရသေးဘူးတော့ဟုတ် တ်ပါတယ်သမီးလေးကသတိကိုလည်းပိုကက်မဲ့ထက်တယ်သူ့ကိုပိုကက်တယ်အတန်းတော့နင်းနေတာပို့ပြီးတော့ recognize ဖြစ်တယ်ဟုတ်ပါဘူးမင်းတို့ကတော့အဲ့လို အချော်သမီးချော်တေးပေါ့ပြောရမလားဟုတ်အဲ့လိုသင်းလေးလည်းလောက်ထားရရှိတယ်ဟောအဲ့ဒါကျတော့ဒီ deadline နဲ့မတူတော့လေနောက် deadline ပေါ့အဲ့ဒါဟုတ်သမီးငယ်လေးကစကားပြောဖို့အတွက်စ조사နေတာပေါ့နော်ဒီရွယ်လေးကျတော့မပြောတတ်သေးဘူးလေ조사နေနှခမ်းလေးတွေအဲ့လိုစပြီးတော့အဲ့လိုဝါဝါဝါစပြောစပြောချင်းအတန်လေးလောက်နေပြီပေါ့နော်အဲတအားချစ်ဖို့ကောင်းတယ်အဲနင်းနင်းလေးအဲ့လိုပဲကလေးထင်းကလေးထင်းရင်းနဲ့အလုံးလုံးရင်းပေါ့နော်ဟုတ်သူကလောလောဆယ်အကူဆိုပြီးခေါ်နေရပဲအကူအကူတဲ့ အခုဆောင်ပြီးတော့ခေါ်တယ်ကိုယ်သူပြောနေရအခုအခုပဲပြီးသေးရမပြထားရမရသေးဘူးတော့အဲ့လိုတော့မရှိပါဘူးဒီနေ့ကတော့သေလေးစကြိုက်တာပြောကြည်နူးနေရတာပဲလေမေးဆိုတော့ဟလာမမေးလေးကမမေးပဲမမေးပဲစကောက်ကူပဲစကောက်ကူဘွားပဲစကောက်ကူအဲသူဘာမှမခေါ်ရောအဆင်ပြေနေပြီမခေါ်တဲ့အဆင်ပြေတယ် recognize ဖြစ်တာလားဒီနေ့တန်ဖြစ်လိမ့်မယ်ထင်တယ်နေတန်လေးကတော့နည်းနည်းပို့ပြီးတော့ဆူဆူလေးဖြစ်နေတယ်ပြီးတော့သူ့ကိုလည်းစကားပြောတဲ့အခါကျရင်ထုံးလေးတစ်ခုနဲ့က ြောတယ်ပေါ့နော်ပြောတော့ तू อ่ะအဲ့ဆိုပို့ပြီးတော့ဆွဲတယ်ပြီးတော့ပို့သချင်းလေးကြီးဖွင့်လဲ तू သိတယ်ချင်းလေးကြီးဖွင့်လဲဟာဒါမမေတန်လေးသမီးဆိုရင်အတိတိရယ်ဒါလည်းရေလေးနားထားအောင်ပါလာပေါ့။တမီးလေးကတချင်းနေနဲ့ပဲသူကဝင်စားရှိကြတဲ့အနေနဲ့ချင်းပြင်းခဲ့ရတာဆိုတော့တချင်းနဲ့တော်တော်လေးဟွာဖြစ်တယ်။အိမ်မှာဆိုတဲ့ကဖျားလေးဆိုပြဟိုတချင်းကလေးတချင်းလေးတွေဆိုပြပေါ့။ကပ်ပါတယ်။တမီးလေးက အသေးကိုလည်းပိုကက်မဲ့ထင်းတယ်အသေးကိုပိုကက်တယ်အတန်းတော့နည်းနည်းတောင်ပို့ပြီးတော့ recognize ဖြစ်တယ်ဟုတ်ပါဘူးအရင်ပြောပါတော့မမေရိုက်သိပါတယ်အဲ့လိုပြောလိုက်မမေရိုက်သိပါဒါပေမဲ့လည်းအဲဘလောက်ပဲပေါ့နော်အရေးတွေပြည့်ပြည့်ပေါ့နော်သမီးလေးဟိုဒီအကျွယ်လေးပဲကိုယ်ပြည့်စုံပြီးတော့ဟိုသူ့ဘေးနားဝေယဝိဆလုပ်ပေးရတယ်ဆိုတော့အဲ့လိုပဲအလုပ်တွေလုပ်နေရင်တစ်ဖက်မှာပဲသမီးလေးနားမှာပြည့်စုံပေးရတာပေါ့နည်းနည်းတော့နှစ်ယောက်စလုံးပျော်နေပါတယ်ဟုတ် လွမ်းနေပြီပေါ့လည်းလွမ်းနေပြီသမီးလေးကိုသမီးလေးရမ်းငယ်နေသေးလို့လည်းပြင်လဲထုတ်လို့မရသေးလို့ပါဟုတ်ဒီအခုချိန်ဒီနေ့နေ့ကိုအပစ်ချက်ခင်ခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရက်တီပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ Phoenix album နဲ့အတူတူပေါ့နော်ပရိသတ်တွေကဒီနေ့မှာခေါင်းအားတွေတစ်ခုဖြစ်ပြီးတော့ဟိုအရာရာကိုဖက်ခဲရီကိုကြောက်ဖြစ်နိုင်ပါစေလို့လည်းဒီ Phoenix နဲ့တူဆူတောင်းပေးလိုက်ပါတယ်ရှင်